ငယ်ချင်းမေရှင်များအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ဒီတစ်ပတ်ကကျွန်တော်ရဲ့ဒီတနစ်စာအခွေတဲကပဲကျွန်တော်တို့ထပ်ပြီးတော့ထွက်သွားတယ်ပေါ့နော်တနစ်စာအခွေကကျွန်တော်တို့ကြီးတဲ့လူကတော့နည်းတယ်ပေါ့နော်သူကကျွန်တော်တို့၄နှစ်တစ်ပြတ်ပေါ့နော်၄နှစ်တစ်ပြတ်ဆိုတော့နောက်ထပ်တော့ကျွန်တော်ထပ်ပြီးတော့ဒီအခွေတဲကတော့မထင်တော့ဘူးပေါ့နော်သူက၄လုံးအခွေပေါ့နော်လေးလုံးအခွေကကျွန်တော်တို့ဘယ်လိုရှာလဲဆိုရင်ကျွန်တော်ဒီကနေပဲနောက်ဆုံးပင်ပဲကျွန်တော်ပြပေးလိုက်မယ်နော် ကျွန်တော်ဒီမှာ21 22 23ကျွန်တော်24ပေါ့နော်ကျွန်တော်ဒီကဏန်းလေးတွေပေါ့နော်ကျွန်တော်တို့ဒါ20တခု22 23 24เนาะဒီကောင်းလေးတွေကိုကျွန်တော်တို့ပေါင်းပြီးတော့နောက်တစ်နှစ်ပါပေါ့နော်၄နှစ်တစ်ပြတ်သူကကြာပြည်တယ်မူဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်ဒီမှာဒီတင်လုံးပေါင်းခြင်းဒီ3ပေါ့နော်โอเค3ဒီနှလုံးပေါင်းခြင်းဒီ4 5 6ပေါ့နော်တို့ရကျွန်တော်တို့ဒီနက်ခတ်လေးတွေယူပါပြီးတော့ပေါ့เนาะအဲတော့နောက်တစ်နှစ်မှာเนาะ ောက်တစ်နှစ်မှာအခွေကဆင်းကိုဆင်းပြီးတယ်ပေါ့နော်ဆင်းကိုဆင်းပြီးတယ်ဆိုတော့ကျွန်တော်တင်ပြခဲ့တာကအာရှင်တလားလောက်ကဖြစ်မဲ့တင်တယ်ပေါ့နော်ကျွန်တော်အစောပိုင်းတွေကတင်ပြခဲ့တာတလားလောက်ကမှတ်တယ်ပေါ့နော်အာโอเคဒါဆိုရင်3နှစ်ခတ်ဒီကျွန်တော်တို့ငါ4နှစ်ခတ်ဒီ5နှစ်ခတ်ဒီ3 6နှစ်ခတ်တီ9ပေါ့เนาะဒီတော့ကြောင်း9နှစ်3 9တီကျွန်တော်တို့အခွေဆိုပြီးတော့ပေါ့เนาะ အခွေဆိုပြီးတော့ကျွန်တော်တစ်နှစ်စာအခွေတော့လေးလုံးအခွေလေးထုတ်ပေးထားတယ်အဲအတွက်ကြောင့်ကျွန်တော်ဒီမှာ3 5နှစ်ဆိုတော့ဒီလေးလုံးအခွေနဲ့ကျွန်တော်သွားကြိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာ3 9နှစ်နော်ဟိုလေးလုံးအခွေနဲ့သွားပြီးတော့ကြိုက်တယ်နော်လေးလုံးအခွေကကျွန်တော်နှစ်ပင်တော့ဒါထွက်သွားပြီပေါ့နော်ထွက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီတစ်ပတ်အားရင်ပေါ့နော်အားရင်နောက်ထပ်ကျွန်တော်ဒီအောက်အပင်နေပေါ့နော်အောက်အပင်နေမှာစစ်ပြီးတော့ကျွန်တော်တို့ခွေရမယ့်ကဏ္ဍလေး လေးလုံးလောက်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ရှာပေးပါအောင်မယ်ပြနော်ကျွန်တော်ဒီအခွေကတော့ဒါထွက်သွားပြီပေါ့နော်မကြည့်ရသေးတဲ့တငယ်ချင်းတွေကကျွန်တော်ရဲ့ဒီနောက်ဆုံးနားမှာဒီတောင်လေးမှာကျွန်တော်လင်းလေးချိန်ပြပါမယ်နော်โอเคဒါဆိုရင်ဒီတစ်ပတ်အတွက်ကျွန်တော်တို့ကြည့်အောင်ပေါ့နော်ဒီတစ်ပတ်ကတော့ကျွန်တော်တို့ break ပဲ၄ break ပေါ့နော်၄ break ပဲကျွန်တော်တို့ရခဲ့တယ်ပေါ့နော်ဝမ်းချင်းကလည်းကျွန်တော်တို့လွဲတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အခုဒီတစ်ပတ်အတွက်ကြည့်ပါမယ်။နောက်ဒီတစ်ပတ်အတွက်ကျွန်တော်ပထမဆုံးပြပြမှာကတော့ ကျွန်တော်တို့ဒီ day site ပေါ့เนาะ day တစ်ခွက်ကိုအရင်စပြီးတော့ကြည့်အောင်ဗျာเนาะကျွန်တော်လည်းအတူတူ Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ပါမယ်เนาะဒီ384ဆိုတဲ့ပေါ့เนาะဒီ384ပေါ့เนาะဒီလို၃လုံးပေါင်းခြင်းဒီ number 1เนาะဒီမှာ၃လုံးပေါင်းခြင်းပေါ့เนาะ၃ညရဲ့၈ရဲ့၄ရဲ့ပေါင်းခြင်းဒီ number 1เนาะပြီးရင်6 6ဒီ၃လုံးပေါင်းခြင်း number 1ဖြစ်တယ်เนาะ1 2 3 4 ဒီမှာကကျွန်တော်တို့တုံညဆိုပြီးတော့ကြာပေးထားတယ်။သုံးလုံးပေါင်းချင်းဒီတုံညတုံည55ဆိုတော့ပေါင်းချင်းဒီကျွန်တော်တို့တုံညဖြစ်ပါတယ်เนาะဒါဆိုရင်2 7တုံညသူ့ရဲ့ senior light ပွားမယ်ဆိုရင်เนาะကျွန်တော်တို့သုံးလုံးပေါင်းချင်းဒီဒီဘက်မှာ6ဆိုပြီးတော့ရိုက်ရမယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာကเนาะ3 6ရှိနေတဲ့အတွက်ကျွန်တော်တို့ခွန်ထိပ်စီးဖမ်းပေးရမယ်เนาะခွန်ထိပ်စီးလေးကျွန်တော်တို့ဖမ်းမယ်ဟုတ်ပြီ2 7ကျွန်တော်တို့တုံည6 နော်ဒါဆို039ဆိုတော့ပေါင်းခြင်းနံပါတ်ဒီနံပါတ်9ဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ထိပ်စီးလေးတော့ရပြီပေါ့နော်ထိပ်စီးလေးရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ခါးတိုင်ကိုတစ်ချက်သွားကြည့်မယ်နော်ခါးတိုင်ကကျွန်တော်ဒီမှာဘယ်လိုပေါင်းလဲဆိုတော့ဒီ3လုံးပေါ့နော်ဒီမှာရှိတဲ့နံပါတ်1နော်ဒီမှာရှိနေတာဒီနံပါတ်8နော်တစ်ချက်ပေါင်းခြင်း9ကိုကျွန်တော်ဒီမှာ1နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်3ညဖြစ်ပါတယ်နော်3လုံးပေါင်းခြင်းဒီ3ည နော်ဒီမှာလဲစစ်ကြည့်ပါမယ်ဒီမှာနံပါတ်2ဒီမှာဒီနံပါတ်8เนาะပေါင်းချင်းဒီ3ညဒီ3ညနဲ့ထပ်ပေါင်းရင် ပေါင်းချင်းဒီ3ညဆိုပြီးတော့ရိုက်ပြထားတယ်เนาะသူ့ရဲ့နောက်မှာလဲကျွန်တော်တို့9ဒီမှာ9ဒီမှာ3ညเนาะ9 9 3ညပေါင်းချင်းဒီကျွန်တော်တို့ဘယ်လောက်လဲ3ညပဲเนาะ3ည3ည3ည၄ဆိုတော့ကျွန်တော်ဒီမှာ3ညမြန်စစ်ပြီးတော့စင်ပေးမလား နော်ဒီလို၃ညသာစစ်ပြီးတော့ဆင်းပေးခဲ့မယ်ဆိုရင်ကျွန်တော်တို့၃၃ဒီနံပါတ်6ဖြစ်တဲ့အတွက်ခါးတိုင်းဒီနံပါတ်၄သွားဖြစ်မယ်ပေါ့နော်၄၃၃ပေါင်းခြင်းဒီကျွန်တော်တို့၃ညဆိုပြီးတော့ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ထိတ်နဲ့အပိတ်ကတော့ဒီမှာရသွားပြီပေါ့နော် sorry ခါးနဲ့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အပိတ်လေးတစ်ချက်ကြည့်အောင်ပေါ့နော်အပိတ်လေးကလည်းတော်တော်လှပါတယ်နော်အပိတ်လေးကကျွန်တော်ဘယ်လိုပြမလဲဆိုရင် ဒီသူ့ရဲ့ဇောင်းကပေါ့နော်လေးတက်ခွန်ဆိုတဲ့ဇောင်းကခွန်နှင်းငါနောက်နှလုံးပေါင်းချင်းနှစ်ငါပေါ့နော်ပေါင်းချင်းနံပါတ်ခွန်ဒီခွန်အပိတ်လို့ရိုက်တယ်နော်ခွန်ဒီခွန်အပိတ်လို့ရိုက်တယ်635ရဲ့ဇောင်းက435နောက်နှလုံးပေါင်းချင်း35ဒီပေါင်းချင်း5ဖြစ်တဲ့အတွက်အပိတ်5လို့ရိုက်တယ်နော်ဟုတ်ပြီ533ရဲ့ဇောင်းက530နော်နောက်နှလုံးပေါင်းချင်း30ဒီကျွန်တော်တို့ဒီမှာ ပေါင်းခြင်း3ဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ပိတ်3ဆိုပြီးတော့ဒီလိုရိုက်ပြီးသွားတယ်။နော်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ဇောင်းထွက်မဲ့ဇောင်းရဲ့336နောက်နှလုံးပေါင်းခြင်း36ပေါင်းခြင်းနံပါတ်6ဖြစ်တဲ့အတွက်ဒီမှာ6လိုမြန်ရိုက်မလားပေါ့နော်။6အပိတ်လိုမြန်ရိုက်ခဲ့မလား။နော်။ဒါဆိုရင်ခွန်4ကို3ညတုံညဘရိတ်ပေါ့နော်ကျွန်တော်တို့ထိုးရမှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်အဲဒီမူလေးကကျွန်တော်တို့တဲထိုးရမယ်ပေါ့နော် ဒါကျွန်တော်ရဲ့ပရမဆုံးမူဖြစ်ပါတယ်ကျွန်တော် break လို့ပါတော့လည်းမရှာသေးဘူးပေါ့နော်ဒီဒဲကနန်း၃ခွက်လောက်ကိုကျွန်တော်စက်တိုက်လေးတင်ပေးပြီးမှ break တို့1ချိန်လို့ကျွန်တော်ထပ်ပြီးတော့တင်ပေးမယ်ပေါ့နော်ကျွန်တော်ဒီမူလို့ပေါ့နော်ဒီမူလို့ကျွန်တော်ဒီရှေ့အဝါတွေကနေစပြီးတော့ပေါ့နော်ဒီနောက်ပိုင်းမှာမထွက်သေးတဲ့အအခွေပေါ့နော်အခွေ၄လုံးလောက်ထပ်ပြီးတော့ထုတ်ပေးမယ်ပေါ့နော်ဒီအခွေကတော့ကျွန်တော်တို့အခု ီမှာထွက်သွားတာက3 5နှစ်တစ်ချိန်ရသွားပြီပေါ့เนาะ3 5နှစ်ရယ်ကျွန်တော်တို့3 9နှစ်เนาะ3 9နှစ်ကျွန်တော်တို့နှစ်ပင်အောင်ထွက်သွားပြီဆိုတော့နောက်တစ်ပင်ကတော့လာခြင်းလဲလာနိုင်တယ်ပေါ့เนาะလာခြင်းမှာလဲလာမယ်အခွေကတော့ဒီတစ်နှစ်အတွက်ကတော့နှစ်ကွက်ဆိုတော့ကျွန်တော်တို့ဒါဒီအခွေတော့ကျွန်တော်ကတော့ရပ်ပင်ပေါ့နော်နောက်ထပ်အခွေတစ်ခုကျွန်တော်ထပ်ပြီးတော့ရှာပေးပါမယ်ဗျာနော်ဒါကတော့ကျွန်တော်နောက်ရက်လောက်နော်ဒါမှမဟုတ်ဘူးဆိုရင် ဒီ၃ပုံးလောက်ထင်ပြီး၄ပုံးမြောက်၅ပုံးမြောက်လောက်မှာเนาะကျွန်တော်အခွေလေးကိုထပ်ပြီးတော့ထုတ်ပေးမယ် Okay ဒါဆိုရင်ကျွန်တော်ဒီမူလေးကိုကျွန်တော်အစာဆုံးလေး run through လေးပြန်ပြပေးပါမယ်ပြန်เนาะ Okay ဒါဆိုရင်ကျွန်တော်ထိပ်စီးဒီဒီမှာ၃ည၈လေးနော်ပေါင်းခြင်းနံပါတ်1နှစ်ပြီးရင်ကျွန်တော်ဒီမှာ086ဆိုတဲ့1เนาะ1ပြီးရင်3955ဆိုတဲ့ပေါင်းခြင်း3ညเนาะ1 1 3 ဒီမှာ9ဆိုပြီးတော့เนาะကျွန်တော်တို့3 9ခွန်ကျွန်တော်တို့ခွန်ထိပ်စီဖြစ်ပါတယ်ပြီးရင်တော့1 8 1ဆိုတဲ့ပေါင်းခြင်း3ညနဲ့8 3ညဆိုတဲ့ပေါင်းခြင်း3ည9 9 3ညဆိုတဲ့ပေါင်းခြင်းဒီ3ည3 3 4ဆိုတဲ့ပေါင်းခြင်းဒီကျွန်တော်တို့3ညဆိုပြီးတော့ဒီမှာဖန်ပြထားပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့အပိတ်ဒီသူ့ရဲ့ဇောင်းကနောက်နှလုံးပေါင်းခြင်းခွန်ဖြစ်တဲ့အတွက်ခွန်ပိတ်9ဖြစ်တဲ့အတွက်9ပိတ်3ဖြစ်တဲ့အတွက်3ပိတ် ကိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုပိတ်เนาะလာမလာတော့မပြောတတ်ဘူးခွန်လေးကိုပေါ့เนาะကျွန်တော်တို့ဒီမူတိုင်းဆိုရင်တော့ day 2ဝါမှာဖြစ်ပါတယ်ဗျာเนาะအားစရာမလိုပါဘူးခွန်ထိတ်လေးခါနဲ့ကျွန်တော်တို့ကိုအပိတ်ပေါ့เนาะခွန်လေးကိုတုံညာပရိတ်ဖြစ်ပါတယ်เนาะ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီနောက်ထပ်ပေါ့เนาะ3ပင်လောက်ကျွန်တော်ဒီ day လေးတွေတင်ပြီးတော့အနေနဲ့ကျွန်တော်အခွေလေးရှာပေးပါမယ်ဗျာเนาะကျွန်တော်တို့9 2 3ကိုအခွေကကျွန်တော်ဒီတစ်ပတ်က 392ဆိုတော့လဲကျွန်တော်ထွက်သွားပြီအရှင်တစ်ဘက်က392ဆိုတော့လဲထွက်သွားပြီဖြစ်တဲ့အတွက်နောက်ထပ်လေးလုံးအခွေလေးထပ်ပြီးတော့ထုတ်ပေးပါမယ်အားလုံးပဲအဆင်ပြေပါစေဗျဘယ်ဘက်မှာ